လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ပုံနာကျွန်ဖြူစင်ရင်တွင်ဖောင်ဒေးရှင်းကအသက်၁၄နှစ်အရွယ်ပရာဟိတလူငယ်တအူးဖြစ်တဲ့မောင်ထေးအောင်ဟိန်းဟာအော်တိုဘာလ26ရက်နေ့မှာပုံနာကျွန်မြို့နယ်ကွမ်းတောင်ရွာကိုလူနာသွားတဲ့စဉ်စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်သေဆုံးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ ပုံနာကျွန်းမြို့နယ်ကွမ်းတောင်ရွာကိုလူနာသွားတဲ့ဆောင်နဲ့ပုံနာကျွန်းဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကအသက်၁၄နှစ်အရွယ်ပရာဟိတလူငယ်တအူးဖြစ်တဲ့မောင်ထေးအောင်ဟင်းဟာ အောက်တိုဘာ၂၆ရက်နေ့မှာ လူနာသွားတဲ့စဉ်စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်သေဆုံးသွားခဲ့တယ်လို့သူ့ရဲ့အကူအရင်းဖြစ်သူကိုခိုင်ဟင်းထက်ကလူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ တိတ်ဆုံးသွားတဲ့ပရဟိတသမားလူငယ်မောင်ထေးအောင်ဟိန်ဟာပုံနာကျွမျိုးရွာဟောင်းပိုင်းရက်ွက်ကဖြစ်ပြီးပရဟိတလုပ်ငန်းတွေကိုအသက်၁၀နှစ်ကျော်အရွယ်ကလေးကလှုပ်ဆောင်နေသူဖြစ်ပါတယ်။မောင်ထေးအောင်ဟိန်တိတ်ဆုံးရတာကသိရပြီးသူတိတ်ဆုံးသွားခဲ့ရတဲ့ဖြစ်စဉ်အသေးစိတ်ကိုတော့ဆက်သွယ်မေးမြန်းလို့မရနိုင်သေးတာကြောင့်တင်ပြနိုင်ခြင်းမရှိသေးပါဘူး။ စစ်တွေအခြေဆိုင်စစ်တပ်တပ်ရင်းတွေဟာကွမ်းတောင်ရွာနဲ့ကွမ်းတောင်ရွာအနီးဝန်းကျင်ကိုဒရုန်းတွေလက်နက်ကြီးတွေနဲ့ယခုနှစ်စက်တင်ဘာလအတွင်းကစပြီးနေ့စဉ်ရက်ဆက်ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်